ဆိုတော့ကျွန်တော်တို့အတင်းတော်ကနေပြီးမှာဆက်တိုက်ပေါ့လေနော်ဘာအကြောင်းပဲပြောသလဲဆိုရင်ဖရာသခင်ဤယေရှုတော်ဒီနေ့ဆိုရင်အပိုင်းငါဖြစ်သွားပါပြီလို့နောက်ဆုံးပိုင်းပေါ့လေနော်ဆိုတော့ဒီနေ့ယေရှုတော်ကိုကျွန်တော်တို့တကယ်နားလည်တယ်ယေရှုတော်ကိုတကယ်ပဲယုံကြည်တယ်ဆိုရင်ကျွန်တော်တို့ယုံကြည်သူခရိယန်သက်တာကအမတမပေါ့ပါတာဖြစ်ပါတယ်ဒီယေရှုတော်ကโอเคတင်ချင်း အဲဒီအာဝဉ္ဇီကေတင်ချင်းမဲမဟုတ်ဘဲနဲ့နေ့ရက်စင်တိုင်းမှာကျွန်တော်တို့ရဲ့အတ္တတာအသက်ရှင်ခြင်းတစ်ခုချင်းစီတိုင်းကလည်းဂျေဇုတော်နဲ့တွားတက်ဖို့အမတန်မှအရေးကြီးတာဖြစ်ပါတယ်ဒီဂျေဇုတော်နဲ့တွားမှပဲဩငါဟာယုံကြည်သူဖြစ်တယ်ဆိုတာကိုကိုယ့်ဟာကိုယ်လည်း confidence ရှိရှိနဲ့အဲတွားရတာဖြစ်ပါတယ်လို့ဆိုတော့ဒီကနေ့ကျွန်တော်ပြန်မှ ပြောပြခြင်းတဲ့အရာကပြည့်ညက်တရားကို မောရှိလက်မှာပေးတယ် နော်မောရှိမောရှိလက်မှာပေးတယ်နောက်တစ်ခုကပါလဲဂျေဇူးနဲ့ဂျေဇူးတရားနဲ့တစ္ဆာတရားကိုတော့ယေရှုခရစ်တော်မှာပေးတယ်တဲ့ဆိုတော့ကျွန်တော်တို့ကပညာတရားကဘာပဲလုပ်ပေးတယ်လဲဆိုရင်ပညာတရားကလုတ်ခိုင်းတော့တရားဖြစ်တယ်လူဘက်ကနေပြီးမှကြိုးစားရတယ်နော်လူဘက်ကနေပြီးမှကြိုးစားလုပ်อยู่ရတယ်ကောင်းအောင်နေတော့ကောင်းအောင်လုပ်တော့ဒီလိုနေတော့ဒီလိုထိုင်တော့ဒီလိုတွားတော့ဆိုမှအဲဒါပညာတရားက ျွန်တော်တို့ကိုပါလေအမြဲတမ်းလုတ်ခိုင်းသောတရားဖြစ်တယ်။ဘာနဲ့တူလဲဆိုရင်ပညတ်တရားကဥမာတစ်ခုပေါ့လေ။ဆရာခန့်ဘူးပြန်ပြန်လို့ပဲပြောတာအတောင်မှန်လည်းမတက်ပေးဘူး။အတောင်မှန်မတက်ပေးရင်ဆရာခန့်ဘူးကဘယ်လိုပြန်မလဲ။ပြောချင်တာကပညတ်တရားအဲ့လိုပဲလူကိုလုတ်ပဲလုတ်ခိုင်းတာလုတ်နိုင်တဲ့အရေးချင်းမထည့်ပေးဘူးမထည့်ပေးဘူး။ဒါပေမဲ့ဂျေဆုတရားကြတော့အဲ့လိုမဟုတ်ဘူး။ ဖျားဘက်ကနေအပြစ်အဝလုတ်ပြီးတဲ့တရားဖြစ်တယ်။လူဘက်ကဘာမှမတောင်းဆိုဘူးဖျားကလူဘက်ကနေမတောင်းဆိုဘူး။ဟိုကောင်းတာစူးစမ်းရမယ်။အဲကောင်းတာတွေကျင့်ရမယ်။ဒီလိုနေထိုင်ရမယ်။ဟိုလိုနေထိုင်ရမယ်ဆိုတာကိုဂျေစုတရားကလုံးလုံးဝမတောင်းဆိုဘူး။ဂျေစုတရားလို့ပြောတဲ့အထဲမှာမထိုက်တန်ပဲနဲ့ရတာဖြစ်တယ်။ကျွန်တော်တို့ထိုက်တန်လို့ရတာမဟုတ်ဘူး။ကျွန်တော်တို့ထိုက်တန်လို့ရတယ်ဆိုရင်ဒါဂျေစုတော်လို့ မခေါ်တော့ဘူးကျေးဇူးတော်လို့မခေါ်တော့ဘူးเนาะဩကျွန်တော်ကမပြောင်းလဲခင်တုန်းကဆိုဘာလဲဆိုစဉ်းစားတာပေါ့ဩအကယ်လို့စူးစားပြီးမှတာကောင်းကင်နိုင်ငံရောက်သွားရင်တော့ကောင်းကင်နိုင်ငံမှာတော်တော်ပြဿနာကြီးမှာပဲလို့เนาะငါလောက်လောင်ဖျားเจ้าမှာမနဲ့လူကကောင်းကင်နိုင်ငံရောက်လာတယ်เนาะငါလောက်လောင်မှာစန်းစာကောင်းကောင်းမဖတ်တဲ့လူကကောင်းကင်နိုင်ငံရောက်လာတယ်ဆိုမှကောင်းကင်နိုင်ငံမှာရှုပ်ရှက်ခတ်ကုန်မှာเนาะဒါကြောင့်လို့ဖျားသခင်ကအမတ္တမအကောင်းမြတ်တဲ့ဖျားဖြစ်တယ် ဒါကြောင့်မလို့သူ့ရဲ့ဂျေစုတရားဆိုတာကဖျားဘက်ကနေတရားမှတရားလုတ်ပေးလိုက်တဲ့အရာကိုလူဘက်ကနေဒီမှာလက်ခံယုံကလွဲလို့တခြားနည်းနဲ့မရနိုင်တဲ့အရာဖြစ်တယ်။နော်။ဒါကြောင့်ပညက်တရားကတော့ကျွန်တော်တို့ကိုစေခိုင်းတဲ့တရားဖြစ်တယ်။ပညက်တရားကမကောင်းဘူးလားဆိုရင်ပညက်တရားအရင်ကောင်းတယ်။ဘာဖြစ်လို့လဲဆိုတော့ဖျားကိုယ်တိုင်ပေးထားတာကိုဖျားကိုယ်တိုင်ပေးထားတဲ့အရာကိုလူကလိုက်နိုင်ဖို့ဆိုတာကတမန်တရားမတိခင်တုန်းကပဲလိုက်ရင်လိုက်မယ်။ တမန်တော်တိပြီးသွားရင်တော့လိုက်ဆရာကြောင်းမရှိတော့ဘူး။ဘာဖြစ်လို့လဲ။လူတွေထားထားတဲ့ဒီစီကောင်းတော်မလိုက်နိုင်တဲ့ကိစ္စမဟုတ်ဘူးလား။လူတွေထားထားတဲ့ကျောင်းမနေကျောင်းစီကန်းအတင်းတော်နေမှာအတင်းတော်စီကန်းရုံမှာရုံစီကန်းအဲ့ဒီစီကန်းတွေလောက်မှကျွန်တော်တို့ထားပါတော့ဒီနေရာမှာဆယ်နှစ်လောက်အလုတ်လုတ်တယ်ဆယ်နှစ်လောက်ကျောင်းတက်တယ်ဆိုရင်မဖောက်တဲ့နေ့ရှိမလား။ဖောက်မှာပဲ။တစ်ချိန်မို့တစ်ချိန်တော့ စီကံချိုးဖောက်မှာပဲဟုတ်တယ်မလားဒါလူထားတဲ့အရာလောင်မှမလိုက်နိုင်ဘူးဆိုရင်ဖျားပေးတဲ့ပညက်ကကလူကလိုက်နိုင်တယ်ဆိုတာကဖျားတဲ့ကြီးမှပဲဖြစ်မယ်နော်ဖျားတဲ့ကြီးမှပဲဖြစ်မယ်ဆိုတော့လူကဖျားတဲ့မကြီးရအတွက်ကြောင့်မလို့လုံးလုံးဝမလိုက်နိုင်ဘူးနော်လုံးလုံးဝမလိုက်နိုင်ဘူးဒါကြောင့်မလို့ဖျားပကနေပြီးမှသူကကြီးစု ပြုတ်ပေးတာဖြစ်ပါတယ်လို့ဟုတ်ပြီဆိုတော့ဒီကနေ့မှကျွန်တော်ဗာတွားချင်တယ်လဲဆိုရင် ဖျားသခင်ဒီလေမိမိဖြောင်းမတ်ခြင်းကိုပြေဝစေလျက်နဲ့ကျွန်ုပ်တို့ဤအပြစ်များကိုတဲ့မိတို့ခွင့်လွတ်နိုင်သနည်းတဲ့မိကုန်းကဖျားသခင်ဒီမိမိဖြောင်းမတ်ခြင်းကိုပြေဝစေလျက်နဲ့လေကျွန်ုပ်တို့ဤအပြစ်များကိုမိတို့လွတ်နိုင်သနည်းဒီကနေ့လူပေါင်းမြောက်များစွာမိကုန်းဖြစ်တယ်နော်အပြစ်ကိုလွတ်ပေးတယ်ဖြောင်းမတ်စေတယ် ဆိုတဲ့ဒီဥစ္စာကိုလူတော်တော်များများအဖြေရှာတာအဖြေကလူတွေစီမှာမရှိဘူးပြီးတော့ဘာသာတရားထဲမှာလည်းမရှိဘူးဘုသူရှိမှာပဲရှိလဲဆိုရင်ဖျားစီမှာပဲရှိတာဖြစ်တယ်နော်ဟောဖြောင်းမတ်တယ်ဆိုတဲ့အတိတ်ပဲပါလဲဆိုရင်တခါမှအပြစ်မလုပ်တဲ့လူတန့်ရှင်းတဲ့လူအပြစ်နဲ့ကင်းစင်တဲ့သူကိုဖြောင်းမတ်တော့သူလို့ခေါ်တာဖြစ်တယ်ဆိုတော့ဒီမှာဖျားတခင်ကလည်း မိမိကိုလည်းဖြောင်းမဲ့ချင်းကိုပြေဝစေတယ်တဲ့ကျွန်တော်တို့ရဲ့အပြစ်များကိုဘလို့လွတ်တယ်လဲဆိုရင်လေကျွန်တော်စမ်းစာဖတ်ရအောင်ယောမအခန်းကြီး3အငယ်23ကနေ25ထိ23ကနေ24ထိရင်ဖတ်ရအောင်ယောမဩဝါဒစာအခန်းကြီး3အငယ်23 24 ရောမဩဝါဒစာအခန်းကြီး3အငယ် Okay တင့်သူကဖတ်ရအောင်တင်းနေတော့အဘယ်ကြောင့်ဤဟူမူကားလူအပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ဖျားသခင်ရှိတော်တိုင်းအတရေပြတ်ကြပြီယေရှုခရစ်ရွေးနှုတ်တော်မူသောအဖြစ်အဖိုးကိုမပေးဘဲ ဖယားတခင်ဤယေရှုတော်ကြောင့်ဖြောင့်မတ်ရာတို့ရောက်ရကြ၏ဒါလေးထိုးထားပေးပါကတိကံမှာဘာပြောလဲဆိုရင်နော်ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့်အဖိုးကိုအဲပေးစရာမလိုပဲနဲ့တဲ့ဖယားတခင်ကယေရှုတော်ကြောင့်ဖယားတခင်ယေရှုတော်ကြောင့်ဒါဒီကနေ့ယုံကြည်တဲ့သူအယောက်ချင်းစီတိုင်းဟာဖြောင့်မတ်ရာတို့ရောက်ရတာဖြစ်တယ်တဲ့ကဲကြည့်ကြည့် ကျေးဇူးတော်ကိုခံစားဖို့အတွက်အဖိုးပေးစရာလိုလားဟယ်လိုအမကြီးအဖိုးပေးစရာမလိုဘူးလေကျေးဇူးတော်ကိုခံစားဖို့အတွက်နော်ဘာပြောလဲယေရှုခရစ်ရွေးနှုတ်တော်မူသောအဖြစ်အဖိုးကိုမပေးဘဲဖယားသခင်ဤကျေးဇူးတော်ကြောင့်ဖြောင်းမတ်ရာတို့ယောက်ကြဤဟာလေလုယာပြောချင်တာပါလဲ မင်းတို့မလုံးနဲ့ငါဘက်ကအပြည့်အဝလှုပ်ပေးတဲ့အရာကိုပဲယုံကြည်ဖို့ပဲဖြစ်တယ်ကျွန်တော်တို့ဘက်ကနော်ဖရားဘက်ကလှုပ်ပေးတဲ့အရာအာတချို့ပြောမယ်နော်ဟာမင်းတို့ခရိယန်လေးရလေအရန်လွယ်လိုက်တာနော်မင်းတို့ပြောတဲ့အဲ့ဒီယေရှုကြီးကိုယုံလိုက်တာနဲ့တကယ်ပဲဖြောင့်မတ်တော်သူဖြစ်သွားပြီလားတကယ်ပဲဟိုကယ်တင်ခြင်းရသွားပြီလားအမျိုးမျိုးကျွန်တော်တို့အေးဝင်ကိလို့တဲ့ခါမှာမေးခံရတယ်ဟုတ်တယ်လို့ ူ့ကိုယုံကြည်ရင်ဖြောင်းမတ်တယ်အပြစ်စီရင်ခြင်းနဲ့လည်းကင်းလွတ်တယ်ဘုရားသခင်ရဲ့အရှိမအပြစ်နဲ့ကင်းစင်တော်သူဖြစ်တယ်ဘုရားသခင်ရဲ့အရှိမအမတမအာတန်ရှင်းတဲ့သူဖြစ်တယ်လို့ပြောရင်မဆားနိုင်ကြဘူးမဆားနိုင်ကြဘူးเนาะအာဒါကြီးကအရန်လွယ်လွန်းတယ်လေဟုတ်တယ်လေလူပကကနေမလုံနိုင်တော့ဘုရားပကကနေလွယ်လွယ်လေးလုတ်ပြေးလိုက်တဲ့အရာဖြစ်တယ် အဲ့ဒါအာမရဘူးကွာအဲ့ဒါကြီးရတော့ရန်လွယ်လို့နဲ့အဲ့လိုဆိုရင်ညီကိုလို့ကိုယ့်ကိုကျင့်လိုက်လို့ကိုယ့်ကိုကျင့်မှတက်ကြည့်လိုက်ကောင်းကင်နိုင်ငံကိုနော်ကိုယ့်ကိုကိုယ့်ကိုကျင့်ပြီးမှတက်လို့မရဘူးဆိုရင်တော့အယေရှုစီပြန်လှည့်လာလိုက်လို့ယေရှုကမင်းကိုအမြဲတမ်းကြိုဆိုမယ်လို့ကျွန်တော်အဲ့လိုမျိုးပြောဘူးတယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဖျားသခင်ရဲ့ယေရှုတော်ဟာဘယ်လောက်ထိကြီးမားတယ်လဲဒီနေ့နော်ကျွန်တော်တို့ကိုဘာအဖိုးမှမတောင်းဘူးဘာအဖိုးမှ မလုတ်ခိုင်းဘဲနဲ့သူ့ဘက်ကနေပြီးမှကြေကြေနက်နက်နဲ့ယေရှုပြုတ်ပေးလိုက်တဲ့အရာဖြစ်ပါတယ်။ဟာလေလုယာ။ဟာလေလုယာ။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အသက်တာထက်မှာနော်ဒီယေရှုတော်ယေရှုတော်ဟာကျွန်တော်တို့ဘက်ကနေကြိုးစားယူမှရတာမဟုတ်ဘူးဆိုတော့ကိုအများအမ်းကျွန်တော်တို့လုံးတွင်းထားဖို့လိုတယ်။နော်ယေရှုတော်နဲ့ယုံကြည်သူတွေကကြွာလို့မရဘူး။ ကျေးဇူးတော်နဲ့ယုံကြည်နဲ့ကြွားပြီးဆိုရင်အဲ့ယုံကြည်သူကမောလာမှာနော်ဘာဖြစ်လို့လဲဆိုတော့ကေတင်ချင်းလေးကျေးဇူးတော်ပဲနေ့ရက်တိုင်းအသက်ရှင်ချင်းတစ်ခုချင်းစီတိုင်းကလည်းကျေးဇူးတော်ပဲဒါကြောင့်မလို့ဘေးမှာပဲတတ်တည်ခံချက်ရှိတယ်လေဒီနေ့ခရိယန်တွေဂျားထဲမှာပဲတယောက်နဲ့တယောက်ဘုသူ့ကြောင့်တတ်တည်ခံနေလေဖရားသခင်ရဲ့ကျေးဇူးပြုတဲ့အရာကိုလူတိုင်းတတ်တည်မခံဘူးလားတကယ်တတ်တည်ခံတယ်တတ်တည်ခံတယ်ဖရားကကျွန်တော်ချင်းမအပေါ်မှာဘလို့ကောင်းမြတ်ခဲ့တယ် ဘုရားသခင်ကကျွန်တော်ကျမကိုဘလို့ရွေးနှုတ်ခဲ့တယ်ဘုရားသခင်ကကျွန်တော်ရဲ့ကျမရဲ့အတ္တသားထဲမှာအခက်ခဲကြားထဲမှာဘလို့မျိုးကြော်လောက်ခွင့်ကိုဘုရားသခင်ကပေးခဲ့လဲဆိုတာဒီကနေ့ယုံကြည်သူတွေရဲ့ကြားထဲမှာပဲရှိတယ်တခြားနေရာမှာမရှိဘူးเนาะဘာသာတရားတွေအားလုံးမှာကလုတ်ခိုင်းတဲ့လုတ်ခိုင်းတဲ့အရာတွေเนาะဘာသာတိုင်းမှာသူတို့ရဲ့နမိတ်လက္ခဏာသူတို့ရှိတယ်သူတို့တကူနဲ့သူတို့ရှိတယ်ဒါပေမဲ့ဘာသာတရားထဲမှာမရှိတာပါလေဂျေဇူးတော်ဟုတ် ်ဂျေစုတော်မရှိဘူးဒီနေ့ဂျေစုတော်ကတော့ထိုတခင်ယေရှုခရစ်တော်ထဲမှာပဲရှိတာဖြစ်တယ်အဲ့ဒီခရစ်တော်ကိုယုံကြည်တဲ့သူကအဲ့ဒီဂျေစုတော်ကိုအပြစ်အဝဘုရားသခင်ကခံစားရတဲ့အခွင့်ကိုပေးထားတာဖြစ်တယ်ဟာလေလုယအဲ့ဒီဂျေစုတော်ကပဲကျွန်တော်တို့ကိုမောင်းနေတဲ့အခါကြမှာပဲဩခရစ်ယာန်ဖြစ်ရတာဒါပဲဆိုတာဖြစ်လာတယ်နော်အဲ့ဒီဂျေစုတော်ကိုပယ်ထားပြီဆိုရင်ခရစ်ယာန်ဖြစ်ရတာကိုအယံပင်ပန်းတယ်လို့ခံစားကြတယ်နော် စောစောစစ်စစ်မယုံခင်ပြီးရောယုံလိုက်မှအခုမှပဲဟိုတွားရဒီတွားရဟိုပြေးရဒီပြေးရအဲရှောက်ပြောနေတာတကယ်တမ်းကျေးဇူးတော်နဲ့တွားရင်ကျော်လို့ရဲ့အသက်တာတွေကပို့ပါတာဖြစ်တယ်။ဘာဖြစ်လို့လဲ။နေရဲ့စင်တိုင်းမှာဘုရားရဲ့ကျေးဇူးတော်ကကျွန်တော်ကျမတို့အရောက်ချင်းစီတိုင်းသူ့ကိုယုံကြည်အရောက်ချင်းစီတိုင်းမှာပါလေ။ကျေးဇူးနဲ့ဂရုဏာကိုလေနေရဲ့စင်တိုင်းမှာတွန်းလောင်းပေးတယ်လေ။ဘလို့တွန်းလောင်းပေးလဲ။ကျွယ်ဝဆိုတာတွန်းလောင်းပေးတော့ဘုရားဖြစ်တယ်။ 吉诺鲁嘎啦，木嘛没哒，你内陆批的。你咱朋友耶，接受到吉诺鲁嘎，看啥样的有苗的批的。哈利路亚。OK，那我的裤噶，那我的裤噶，比如讲刚才那属于啊运动裤，哦，涨三天嘛，剧烈卡嘛，运动美，运动美，K T 美，K T 美，所以啊，这些个龙骨吉诺鲁，阿弥勒。 အမြဲတမ်းကြားရတာဖြစ်ပါတယ်နော်ဆိုတော့ကျွန်တော်စမ်းစာတစ်ခုရင်ဖတ်မယ်အာခုနတော့ငါယောမခန်းကြီး3 25နဲ့26ကိုပြန်ထိုးပေးပါဦးယောမခန်းကြီး3โอเคဖတ်ရအောင်တင်းနစ်3ဖျားတခင်ဒီတိခံတော်မူ၍ဟိုရန်တီရွားပြီနော်ဟောဒီဘက်မှာလုံခဲ့ပြီးတော့ ဒုစရအပြစ်များကိုမတ်တော်မမူရာတွင် ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေခြင်းက၎င်းယခုကာလ၌ဖြောင့်မတ်ခြင်းတရားကိုထင်ရှားစေ၍ယေရှုကိုယုံကြည်တော်သူတို့၏အပြစ်ကိုလွတ်တော်မူတော်လဲတရားသဖြင့်ပြုတော်မူခြင်းက၎င်းယေရှုခရစ်၏အတွေ့တော်ကိုယုံကြည်ခြင်းအားဖြင့်ထိုခရစ်တော်ကိုအပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းကခံထားတော်မူ၏ဟာလေလုယာ ဟာလေလုယာဒီနေ့ကျွန်တော်တို့ဘာနဲ့ရွေးနှုတ်လဲသခင်ယေရှုခရစ်တော်ရဲ့အတွေ့တော်မျက်နဲ့ကျွန်တော်တို့ကိုရွေးနှုတ်ထားတာဖြစ်တယ်တိယောတိခွန်ခါခွေပိုက်မှာဘာပြောတယ်လဲဖယားသခင်ဤတားတော်ယေရှုခရစ်ဤအသွေးဒီငါတို့အပြစ်ရှိသမျှကိုစေကြောတော်မူ၏ဟာလေလုယာအဲ့ဒီကြမ်းပိုက်လေးဖတ်တဲ့အခါမှာနော်အယအာရကျင်လက်ဆရာကောင်းလိုက်တာမကောင်းဘူးလား ဟာဘုရားသခင်ဤသားတော်ယေရှုခရစ်ဤအသွေးဒီလာဆိုင်အပြစ်ရှိသည်များကိုစေကြောတယ်ဟာလေလုယာအားလုံးဆိုကြည့်အောင်ကျွန်တော်တို့ဘုရားသခင်ဤသားတော်သခင်ယေရှုခရစ်တော်ဤအသွေးတော်ဒီကိုယ့်နာမည်ကိုထည့်ပြောရအောင်လာဆိုင်ဤအပြစ်ရှိသည်များကိုစေကြောတော်မူဤ hallelujah အပြစ်ရှိတယ်များလို့ပြောတဲ့အတွက်ကြောင့်မလို့တမုံလောက်ကြံစရာအကြောင်းရှိလားတဇမမရှိတော့ဘူးနော်ဘာဖြစ်လို့လဲနှုတ်ကပတ်တော်ကဘုရားကပြောလို့ဖြစ်တယ်ယေရှုခရစ်ဤအသွေးတည်တဲ့ငါတို့ရှိတယ်များအပြစ်ကိုစေကျော်လိုက် hallelujah hallelujah ဒါကြောင့်မလို့ကျွန်တော်တို့ကဘုရားကတော့ကျွန်တော်တို့ကိုအပြစ်ရှိတယ်လို့မမှတ်တော့တဲ့ဘုရားဖြစ်တယ် ။ဒါကြောင့်မလို့ကိုယ့်ကိုယ်ကိုယ်လည်းငါအပြစ်ရှိတယ်လို့ခံစားနေဖို့မဟုတ်ဘူး။နော်။ဖခင်ကတော့မှအပြစ်ရှိသမျှကိုစေကြောပြီးပြီလို့နှုတ်ကပတ်တော်နဲ့ပြောတယ်။တနင်္ဂနွေနေ့တရားဟောတဲ့ချိန်မှာပြောတယ်ဘိုင်ဘာစတာချိန်မှာပြောတယ်ဒါပေမဲ့တချို့ခရိယန်တွေကဘာဖြစ်လဲဆိုတော့အာငါအပြစ်ရှိတယ်ထင်တယ်နော်ငါအပြစ်မလွတ်ဘူးထင်တယ်နော်အေးဒီလိုမျိုးခံစားတတ်တယ်မဟုတ်ဘူးယေရှုကဘာပြောတယ်လဲဖခင်ကသူ့ရဲ့သားတော်ယေရှုခရစ်တော်ရဲ့အသွေးတော်မျက်ဖြစ် ကျွန်တော်တို့ရှိသည်မအပြစ်ကိုစေကြောပြီးသွားပြီဟာလေလုယာရှိကိုမရှိတော့ဘူးအောင်းမေစရာလဲလိုလေးလားနော်အိုးငါအရင်ဆိုးခဲ့တယ်ရောက်မိုက်ခဲ့တယ်ဆိုပြီးမှနဖူးပေါ်လက်ကိုတင်ပြီးမှစဉ်းစားစရာကြောင်းမရှိတော့ဘူးမရှိတော့ဘူးနော်ဆိုတော့ကျွန်တော်တို့ကဗာလဲဒီနေ့သားတော်တခင်ကြီးရှုခစ်တော်ရဲ့အသွေးတော်မြတ်ဖြစ်အပြစ်နဲ့ကင်းစင်တော်သူတွေဖြစ်တယ်ဟာလေလုယာ โอเคနောက်ထပ်ကျွန်တော်တို့တစ်ခုတွားရအောင်နောက်တစ်ခုရဲ့သူ့ရဲ့ဒီလှုပ်ဆောင်ပေးတဲ့အရာဘလောက်ထိကြီးမြတ်တယ်လဲဆိုတာကိုထင်ရှားစွာဒီကနေ့နှုတ်ကပတ်တော်ကနေပြီးမှဓမ္မဟောင်းထဲမှာကျွန်တော်တို့ကိုပေါ်ပြထားတာဖြစ်ပါတယ်ဟေရှာယအခန်းကြီး53အငယ်၄နဲ့6ကျွန်တော်တို့တည်ပြီးသားပဲဒါပဲဒီကနေ့မနှက်မှဒါလေးကိုပြန်လဲပြီးမှကျွန်တော်တို့စင်ချင်းလုံးတွင်းရအောင်လို့ဟေရှာယအခန်းကြီး53အငယ်4နဲ့6โอเค သူအဖက်ရောက်ထို့တော်လေထိုးတူဒီငါတို့အနာယောဂါဝေနာများကို ယူတင်ဆောင်ရွက်လေဤတန်ခတ်တော်မူခြင်းကို၎င်းဖရာသခင်ဆုံးမ၍နှိမ်ချတော်မူခြင်းကို၎င်းခံရတော်သူဖြစ်သည်ဟုငါတို့သည်ထင်မှတ်ကြပြီထိုးတူဒီငါတို့လွန်ကျူးခြင်းအပြစ်များကြောင့်နာကျင်စွာ ထိုးခြင်းနှိမ့်ဆက်ခြင်းကိုခံရလေဤငါတို့ဤငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေတော် ဆုံးမချင်းသည်သူ့အပေါ်တို့ ရောက်၍သူခံရတော့တန်ချက်တော်အဖြစ်အနာပြောက်လျက်ရှိ၏ငါတို့ရှိသည်များသည်တိုးကဲတို့လမ်းလွဲလျက်ကိုလမ်းတို့အတီအတီလိုက်သွားကြသည်ဖြစ်၍ထာဝရဖျားသည်ခတ်သိမ်းတော်ငါတို့၏အပြစ်များကို သူ့အပေါ်မှာတင်တော်မူ၏ဟာလေလုယာလက်ခုပ်တီးလေဖျားကိုကျွန်တော်တို့ချီးမွမ်းရအောင်ငါတို့အပြစ်ရှိသည်များဘုသူ့ကိုတင်လိုက်လေ ယေရှုပေါ်ကိုတင်လိုက်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်တော်တို့ရဲ့ကိုစားနာကျင်စွာထိုးခြင်းနှိပ်စက်ခြင်းကိုခံခဲ့ပြလိုက်တာဖြစ်တယ်ဟာလေလုယာဘလောက်ထိသူ့ရဲ့တဒံနဲ့ဖန်ဆင်းထားတဲ့ဒီလူသားတွေကိုဘုရားဘလောက်ချစ်လဲဆိုရင်သူကိုယ်တိုင်လူစားတိခံပြီးမှချိုးဖဲ့ခြင်းကိုခံတယ်နှိပ်စက်ခြင်းကိုခံပြီးမှဒီကနေ့လဝါကားတိုင်မှာလှုပ်ဆောင်ခဲ့ပြီးတာဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုရင်ဒီကနေ့သူဖန်ဆင်းထားတော့သူ့ရဲ့တဒံနဲ့တူညီတော့ကျွန်တော်တို့ကိုချစ်လွန်းလို့ဖြစ်တယ်။ဟာလေလုယ။တခြားဘာမှမရှိဘူး။ဖခင်ဘာလို့ကယ်တာလဲ။ဇာနဲ့စကလုံးတွေပြောဖို့လည်းမရှိဘူး။ချစ်လို့ပဲဖြစ်တယ်။ဘာဖြစ်လို့လဲ။ကျွန်တော်တို့ဟာငိုထရလာတဲ့နေရာကအပေါ်ကနေလာတာဖြစ်တယ်။တောင်းလျှောက်ကျွန်တော်တို့ရဲ့ဘူးဝင်ပေါင်ဆက်တွေကိုကျွန်တော်တို့အနောက်ပြန်ဆုပ်လိုက်မယ်ဆိုရင်အာဒံနဲ့အေဝါမှာဆုံးတယ်။ အာဒံရဲ့ဧဝရဲ့အစဘေးကလေဖရာတခင်စီရဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဟာဖရာမျိုးဖရာຫນွေတွေဖြစ်တယ်။အာမင်။ဟာလေလုယ။တစ်ချိန်တုန်းကဖရာမျိုးဖရာຫນွေထဲကနေပြတ်တောက်သွားပြီးပြီ။အာဒံရဲ့စကားနားမထောင်ခြင်းအဖြစ်ဒါဒါပေမဲ့ဒီကနေ့တခင်ယေရှုခရစ်တော်ရဲ့စကားနားထောင်ခြင်းအဖြစ်ဒီကနေ့ကျွန်တော်တို့ဟာဖရာမျိုးဖရာຫນွေပြန်လည်ဖြစ်ခွင့်ရသွားတာဖြစ်တယ်။အာမင်။โอเคနောက်တစ်ခုကိုကျွန်တော်တွားချင်တယ် နော်ဆိုတော့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာနော်ဒီဘုရားခင်ကျွန်တော်တို့ကိုဘာပြောထားလဲဆိုရင်ခုနကတော့ကျွန်တော်တို့ဖတ်ထဲမှာဘာပြောလဲဝမ်းမြောက်ခြင်းနဲ့ငြိမ်သက်ခြင်းဒီနေရာမှာငါတို့ဤငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေတော်လေဒီငြိမ်သက်ခြင်းချမ်းသာကဘယ်ချိန်ဖြစ်မလဲနော်ကျေးဇူးတော်ကိုမယုံကြည်ပဲနဲ့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာဘလို့မှ ငြိမ်သက်ခြင်းချမ်းသာကိုခံစားရမှာမဟုတ်เนาะအဲ့ဒီဂျေဇုတော်ဆိုတဲ့သခင်ယေရှုခရစ်တော်ကိုကျွန်တော်တို့ရဲ့အတ္တတာထဲမှာရမှာကျွန်တော်တို့ရဲ့အတ္တတာထဲမှာငြိမ်သက်ခြင်းချမ်းသာခြင်းဝမ်းမြောက်ခြင်းကိုကျွန်တော်တို့ခံစားရတာဖြစ်တယ်ဟာလေလုယာအဲ့ဒီဂျေဇုတော်မှာပါပင်းနဲ့ဘလို့မှမငြိမ်သက်နိုင်ဘူးလောကမှာရှိနေတဲ့အောင်မြင်တဲ့သူတွေကြော်ကြားနေတဲ့သူတွေပတ်စံတဲ့သူတို့ရဲ့အတ္တတာကိုဖြည့်တယ်မပြည့်ပါဘူး မပြည့်ပါဘူးအောင်မြင်ကြော်ကြောင်းမှုတွေနဲ့ဖြည့်တယ်မပြည့်နိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့အထက်မှာရှိနေတဲ့နန်တက်ကဖျားနဲ့တဒံတူတဲ့အတွက်ကြောင့်မလို့ဘာနဲ့ပဲဖြည့်ရင်ပြည့်လဲဆိုရင်ဖျားနဲ့ဖြည့်မှပဲပြည့်တာဖြစ်တယ်ဟာလေလုယာကြိုက်တဲ့လောက်ပတ်စံလေးနဲ့ဖြည့်ကြိုက်တဲ့လောက်ကြော်ကြောင်းမှုတွေနဲ့ဖြည့်ဝိညာဉ်ဘယ်တော့မှမရောက်ရဲဘူးဝိညာဉ်ရောက်ရဲစီတာပါလေဖျားနဲ့ပဲဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်အဲ့ဂျေဆုတော်ကိုရတဲ့အခါကျမှဩော ယေရှုခရစ်တော်အဖြစ်ငါဟာအောင်မြင်တော်သူဖြစ်သွားတယ်။ယေရှုခရစ်တော်အဖြစ်ကျွန်တော်ဟာသက်ဆွမ်းတော်သူဖြစ်သွားတယ်။လုံလုံးဆယ်တော့မအောင်မြင်ခြင်းလူများကြည့်ရင်အောင်မြင်တယ်လို့တော့မထင်ရဘူး။လူများကြည့်ရင်တော့ဒီကောင်ကဘာမှမဖြစ်သေးဘူး။ဒါပေမဲ့သူ့ထဲမှာဘာဖြစ်နေလဲ။ဂျေဇုတော်ဆိုတဲ့ပုဂ္ဂိုလ်တော်မြတ်ယေရှုခရစ်တော်ကိုယရထားတဲ့အကြောင်းကသူ့ဟာသူစိတ်ချသူမတို့ယုံကြည်မှုအပြည့်အပြည့်ရှိနေတာဟာလေလုယာဟာလေလုယာ နော်ဒါကြောင့်လို့ကျွန်တော်တို့လူသားတွေရဲ့အတ္တထဲမှာဖြစ်ရတာကအောင်မြင်ကြောကြောင်းမှုတွေမဟုတ်ဘူးပတ်စံလည်းမဟုတ်ဘူးဖယားနဲ့တတန်တူတဲ့အဲ့ဒီနံဝိညာဉ်ကအဲ့ဒီဖယားနဲ့တူတဲ့အတွက်ကြောင့်မလို့ဖယားနဲ့ဖြည့်တဲ့အခါကျမှပဲကျွန်တော်တို့ရဲ့ဝိညာဉ်ဟာရောင်ရဲတယ်ကျေနပ်တယ်အာရတယ်ဟာလေလုယာဟာလေလုယာဒါကြောင့်မလို့ကျွန်တော်တို့ငြိမ်သက်ခြင်းချမ်းသာဝမ်းမြောက်ခြင်းကိုကျွန်တော်တို့ရဲ့အတ္တထဲမှာတားတော်တခင်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကိုဖယားက ဂျေဇူးကိုချစ်ချင်နဲ့နဲ့ကြည့်ကျွန်တော်တို့အတွက်ပြုထားပြီဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလိုအပ်တယ်ဆိုတာမရှိဘူးဒါကြောင့်ဆာလံအခန်းကြီး23ထဲမှာပါပြောတယ်လေသာဝဖျားဒီငါဤတိုးထိန်ဖြစ်တော်မူ၏ငါဒီအဲဆင်းရဲမခံရရှာယူတဲ့တန်ကတော့ဆင်းရဲမခံရဆုံးမပြန်လေဒါပေမဲ့ ီတခြားဘာရှင်းမှာကြတော့ I shall not want ဟောဘုရားကငါ့ရဲ့တိုးထိန်ဖြစ်တဲ့အတွက်ကြောင့်မလို့လေငါ့စီမှာလိုအပ်တဲ့အရာဘာမှမရှိတော့ဘူးဘာဖြစ်လို့လဲကြီးမြတ်တဲ့အဲ့ဒီဘုရားကိုရထားတဲ့အတွက်ကြောင့်မလို့ကြံတဲ့အရာတွေကဖွဲနဲ့ဇကွဲဖြစ်သွားတယ်သူ့အတွက်ကဒါကိုဒါဝိမင်းကြီးကကောင်း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 တည်တာဖြစ်ဘုရားကငါရတဲ့အတွက်ကြောင့်မလို့ငါ့စီမှာလိုအပ်တဲ့အရာမရှိတော့ဘူးတဲ့ပြည့်စုံပြီတဲ့ဟာလေလုယာ ဒီနေ့တင်ဟာတခင်ယေရှုခရစ်တော်ကိုတကယ်ယရင်တင်ဟာပြည့်စုံတော်သူဖြစ်တယ်။ဘာမှမလိုအပ်တော်သူဖြစ်တယ်။အဲ့လိုပြောလို့ဘာမှမလုပ်ဘဲနဲ့ဒီတိုင်းပဲအိတ်လိုက်စားလိုက်နေလို့ပြောတာမဟုတ်ဘူး။နော်ကျွန်တော်တို့လှုပ်ဆောင်တဲ့အရာတစ်ခုချင်းစီတိုင်းမှာဖရာသခင်ရဲ့ကောင်းကြီးကလိုက်လာတာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့လှုပ်တဲ့အခါမှာဘယ်လိုလှုပ်ရမလဲ။တခင်ရဲ့အမှုကိုဆောင်တကယ်တော့လူရဲ့အမှုကိုဆောင်ရွက်တကယ်တော့မဟုတ်ဘူးလေ။တခင်ရဲ့အမှုကိုဆောင်ရွက်တကယ်တော့ လုံလီတညာလုံးနိုင်မေတ္တာစေတနာနဲ့လုံရမယ်ဘ து အလုတ်ကိုလုတ်ရတယ်လေဖခင်ရဲ့အလုတ်ကိုငါလုံနေတယ်ဆိုတဲ့အဲ့ဒီစိတ်နှလုံးကိုတွင်းပြီးမှပြုလီတညာလုံးနိုင်စေတနာမေတ္တာနဲ့လုံနေပါတင်းတီးချင်းမှာပကံစင်စေရလိမ့်မယ်ဒါပေမဲ့တင်းလုတ်တဲ့အလုတ်ကငါ့ကိုဖခင်ပေးတဲ့အလုတ်ဖြစ်တယ်ဆိုပြီးမှအဲ့ဒီပုံမှာမေတ္တာစေတနာနဲ့လုံကြည့်လိုက်မကြာခင်မှာဖျားခင်နားလေဖွင့်လာမှာဖြစ်တယ်။ဟာလေလုယ။မကြာခင်မှာဖျားခင်ကျွန်တော်တို့ဆင့်ပြန်ပို့ဆောင် ်ပေါင်းမှာဖြစ်တယ်အာမင်โอเคဆိုတော့နောက်ဆုံးကျွန်တော်အဆုံးသက်ခြင်းပြီးเนาะဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာဘုရားသခင်ရဲ့ယေရှုတော်ဤလေတခုတီးတော့အခြေခံအုံမြစ်ကတော့ဘုရားဘက်ကနေ100%လုပ်ပေးလိုက်တာဖြစ်တယ်အာမင်လူဘက်ကနေပြီးမှလှုပ်ဆောင်မှုတစ်ချက်မှမပါဘူးပညာတရားတွေမဟုတ်တော့ဘူးเนาะပညာတရားကတော့ကျွန်တော်တို့လိုက်နိုင်ဖို့မပြောနဲ့လူထုတ်တဲ့စီကံတော်မလိုက်နိုင်ဘူး ဖျားထုတ်တဲ့စီကန်းကိုလိုက်နိုင်စရာအကြောင်းကျွန်တော်တို့မှလုံးလုံးဝမရှိဘူး။ငါမတပအခြားတော်ဖျားမကူးကွယ်နဲ့လို့ပြောတဲ့ပထမပညတ်တော်မှကျွန်တော်တို့စောင့်ထိုင်းမှုတော်တော်ခက်မှာ။နော်၊ဂျန်နဲ့ကိုခုမပြောသေးဘူး။အဲ့တခုတည်းပဲ။နေ့တိုင်းကိုကူးကွယ်ဖြစ်သလားဒီဖျားကို။နော်၊ဒီဖျားကလွဲလို့ဂျန်နဲ့အရာကိုမဆွဲလိုက်တာကတကယ်မှန်ရဲ့သလား။ကျွန်တော်တို့ပြန်မေးကြည့်လိုက်ရင်အားလုံးဘူးပေါ်တယ်လို့ပြန်ပေါ်ကုန်လိမ့်မယ်နော်။ပြောချင်တာကဘာလဲဆိုရင်ဒီကနေ့ လူပေးတဲ့စီကန်းလေလူပေးတဲ့အရာတော်မှဒီလူသားတွေမလိုက်နိုင်ဘူးဆိုရင်ဖျားပေးတဲ့ပြညက်ကိုပုထုရှင်လူသားတယောက်အနေနဲ့ဘလို့မှလိုက်နိုင်စရာအကြောင်းမရှိဘူးဟာလေလုယပြညက်တရားကိုပေးတဲ့အကြောင်းရင်းကလည်းဩငါမလုံနိုင်ဘူးငါမတတ်နိုင်ဘူးငါမရဘူးဒီအရာထဲကနေငါ့ကိုဘယ်သူကယ်မလဲဆိုတဲ့ကယ်တင်တော်အရှင်သခင်ယေရှုခရစ်တော်ဘုရားကို မြင်ဖို့အတွက်လမ်းခင်းပေးတဲ့အရာပဲဖြစ်တယ်။ဟာလေလုယ။အဲ့ဒါကိုတိမဩပညာကငါမလိုက်နိုင်ဘူးမကြိုးစားနိုင်ဘူး။ဒီအရာထက်ကနေငါ့ကိုဘယ်သူကယ်မလဲ။ကယ်လို့ကယ်တင်တော့အရှင်ယေရှုခရစ်တော်တကယ်လိုအပ်ပါလားဆိုမှအဲ့ဒီယေရှုကိုမြင်ပြီးမှအဲ့ဒီယေရှုရဲ့ကယ်တင်ခြင်းကိုယုံကြည်လက်ခံပြီးမှကျွန်တော်တို့တွေဟာအဲ့ဒီအပြစ်ထဲကနေလွတ်မြောက်ဖို့လမ်းခင်းပေးတဲ့အရာတစ်ခုပဲဖြစ်တယ်။အာမင်။ဟာလေလုယ။ ဒါကြောင့်မလို့ကျွန်တော်တို့ကပညတ်တရားအားဖြင့်မဟုတ်ဘဲနဲ့ဂျေဇူးတရားအားဖြင့်ဒီကနေ့ကျွန်တော်တို့ဟာဖြောင်းမတ်တော်သူတန်ရှင်တော်သူဖရာသခင်ရဲ့ရှေ့ပေါ်မှာ အပြစ်နဲ့အပြစ်တင်ခွင့်နဲ့ကင်းလွတ်တော်သူဖြစ်တယ်။ဟာလေလုယာစဉ်းစားကြည့်တားတော်သခင်ယေရှုခရစ်တော်ကိုယုံကြည်လိုက်တာတဲ့တဲ့ဖရာသခင်ရဲ့ရှေ့မှာအပြစ်နဲ့ကင်းလွတ်တော်သူဖြစ်သွားတယ်။ဟာလေလုယာအံ့ဩစရာကြီးဖရာသခင်နှုတ်ကပတ်တော်ကတကယ်အံ့ဩစရာကြီးဖြစ်တယ်။နော် အာဩစရာကြီးအပြစ်တင်ခွင့်ကိုမရှိတော့ဘူးเนาะဒါကြောင့်မလို့ခဏခဏအချင်းချင်းလက်ပြစ်မတင်ကြပါနဲ့လို့เนาะဖရာတော်ကအပြစ်မတင်တော့တဲ့ဟာကိုတယောက်နဲ့တယောက်အိုးအပြစ်တင်တယ်ဘင်းမဖြစ်တဲ့ခါမဖြစ်တယ်နဲ့เนาะเนาะဆိုဖရာမျက်လုံးနဲ့ကြည့်အောင်เนาะဖရာမျက်လုံးနဲ့ကြည့်အောင်โอเคဆိုတော့ဒီကနေ့ကျွန်တော်ပြောချင်တဲ့အရာကဂျေဇုတော်ဖရာသခင်ကြီးဂျေဇုတော်เนาะဖရာသခင်ကြီးဂျေဇုတော်ဒီနေ့အပိုင်းငါဖြစ်ပါတယ်လို့เนาะဒါကြောင့်မလို့ဂျေဇုတော်ဆိုတာက လူပကနေတခုမှဘုရားခင်လောက်ပါစူးစမ်းပါလို့မတောင်းဆိုဘဲနဲ့သူလောက်ခဲ့ပြီးတဲ့ကားတိုင်တရားကိုယုံကြည်ဖို့ပဲဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာရဲ့ရဲ့ရောရောကိုသူကလဝါကားတိုင်မှာကျွန်တော်တို့အားလုံးအတွေ့သူ့ရဲ့အတက်ကိုစွန့်ခဲ့ပေးတာဖြစ်ပါတယ်သူ့ရဲ့အတွေ့နဲ့ကျွန်တော်တို့ရှိသမျှအပြစ်ကိုဆေးကြောပေးခဲ့တာဖြစ်ပါတယ်တကြိုပြီးမှသုံးရက်မြောက်တဲ့နေ့မှာပြန်လဲရှင်ပြန်ထမြောက်ပြီးဒီနေ့အထိကျွန်တော်တို့နဲ့အတူတူရှိနေတော့ ဖရားဖြစ်ပါတယ်အာမင်ဒါကြောင့်မလို့ကယ်တင်ခြင်းလဲယေရှုတော်ဖြစ်တယ်လို့နေ့ရက်စင်တိုင်းယုံကြည်သူရောက်ချင်းစီတိုင်းရဲ့အတ္တတာထဲမှာလဲအဲ့ဒီယေရှုတော်ကပဲကျွန်တော်တို့ကိုပို့ဆောင်တာဖြစ်ပါတယ်အာမင်အဲ့ဒီယေရှုတော်ကိုကျွန်တော်တို့မြတ်မြတ်နေရာပေးမယ်ယေရှုတော်ကိုမြတ်မြတ်ဝင်ခိုင်းမှတွားမယ်ဆိုရင်ဒီကနေ့ခရိယအတ္တတာဆိုတာက လေးပင်စရာမလိုဘဲနဲ့ပေါ့ပါစွာယေရှုတော်ရဲ့အောက်ထဲမှာကျွန်တော်တို့တွားဖို့ဖြစ်ပါတယ်ဆိုတဲ့ဒီနှုတ်ကပတ်တော်လေးနဲ့အရောက်ချင်းစီတိုင်းကိုအာ ခွန်အားပေးပါတယ်လို့ဒီကနေ့မနက် Bible study ကဒီမှာတည်းကျွန်တော်တို့ပြီးဆုံးသွားပြီဖြစ်တယ်အရောက်ချင်းစီတိုင်းဖျားရှင်သူပဲကောင်းကြီးပေးပါစေ